ခပင်ဆိုတာကနမယ်နဲ့လိုက်အောင်ကိုအပင်ကမိုးပေါ်စီမတက်ပဲထိုက်တလောက်အမြင့်ကိုရောက်ချိန်မှာရင်ကြီးစီကိုအကိုင်းတွေကပြန်ပြီးတွဲလောင်းကြနေတဲ့အပင်တစ်မျိုးပါအပွင့်နီနီလေးတွေပွင့်တတ်ကြပါတယ်ဒီလိုအမြင့်ဆန်းနဲ့မိုးမခပင်နေဆေးဘက်ဝင်လာဆိုတာကိုတော့ဗီဒီယိုလေးထဲမှာကိုယ်တိုင်လိုက်ကြည့်လိုက်ကြရအောင်နော်မိုးမခပင်ကဆယ်ရီယာမျိုးရင်းဝင် အပင်တစ်မျိုးပါအရွက်ကအစိမ်းရောင်ရှည်မျောမျောပုံစံရှိပြီးတော့ အရှည်ကတော့6လက်မအထိရှိပါတယ်။ရေနဲ့နီးတယ်ဆိုဆွတ်တဲ့မြေကြီးတွေမှာ ပေါက်ရက်တတ်ပါတယ်နော်။တရုတ်နိုင်ငံရဲ့မျိုးရင်းပင်တစ်မျိုးပါ။တောရိုင်းတွေထဲမှာလည်းတွေ့ရနိုင်ပါတယ်။ပင်စီရဲ့အခောက်အရွက်စတာတွေကိုအသုံးပြုလို့ရပါတယ်နော်။မိုးမခပင်ကို အဖျားကြစီဖို့အစိတ်ရောင်နာတွေကိုတတ်တာဖို့အသေးရောင်တဝါတတ်တာစီဖို့တုံးကြတယ်လို့အရေပြားပြဿနာတွေတတ်တာစီဖို့ရော သွားကြိုက်တာတတ်တာစီဖို့ပါအသုံးပြုကြပါတယ်။ မိုးမခပင်ကအကိုက်အခဲတက်တာစီတဲ့အာနိသင်လည်းရှိပါတယ်နော်မိုးမခပင်ကဆေးပတ်ဝင်သလားဆိုရင်တော့ဆေးပတ်ဝင်ပါတယ်နော်ဘလို့ဆေးဘဝင်လဲဆိုတာကိုတော့အတူတူဆက်ကြည့်လိုက်ကြရအောင်เนาะပထမတစ်ခုကတော့အယောင်ကျစေနိုင်တာပါမိုးမခပင်ရဲ့ပင်စီ အခောက်ကနာကျင်မှုကိုတတ်တာစေနိုင်တယ်လို့ရောင်ရမ်းမှုကိုလည်းတတ်တာစေနိုင်ပါတယ် ဒါကြောင့်လေးဘက်နာလိုမျိုးနာကျင်ရောင်ရမ်းတဲ့ဝေဒနာတွေကိုလည်းတတ်တာစီနိုင်မှုမိုးမခပင်ကိုအသုံးပြုပေးလို့ရပါတယ်နော် မိုးမခပင်ရဲ့နောက်ထပ်ကျန်းမာရေးအာနိသင်တစ်ခုကတော့အဖျားကျစေနိုင်တာပါဒါကြောင့်အဖျားကျဖို့ဆိုရင်တော့မိုးမခပင်ရဲ့အခောက်ကိုအသုံးပြုပေးလို့ရပါတယ်နော်မိုးမခပင်မှာဓာတ်တုံးစန့်ကျင်ပစ္စည်းတွေပါဝင်နေတာကလည်းကိုယ်ခံအားကိုအားပြည့်ပေးနိုင်ပါတယ်ရှင်နောက်ထပ်တစ်ချက်ကတော့ကိုယ်ခံအားကောင်းစေနိုင်တာပါ မိုးမခပင်ကနာကျင်မှုကိုတတ်တာစေနိုင်တယ်လို့မျိုးတန်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကလည်းကိုယ်ခံအားကောင်းစေဖို့ထိထိရောက်ရောက်ကိုအားဖြည့်ပေးပါရယ်နော် နောက်တစ်ချက်ကစက်သားတွေတောက်နှင်းတာကိုတတ်တာစေတာပါ မိုးမခပင်ကနာကျင်ရောင်ရမ်းမှုကိုတတ်တာစေနိုင်တယ်လို့အစစ်တွေနာကျင်တာကိုလည်းတတ်တာစေတဲ့အပြင်ပေါ့နော် ကြက်သားတွေတောက်နေတာကိုလည်းတက်တာစီနိုင်ပါတယ်။ဒီချိန်ကလှုပ်ပြီးချိန်မှာကြက်သားတွေတောက်နေတာကိုတက်တာစီဖို့ဆိုရင်လည်းမိုးမခပင်ကထောက်ကူပေးနိုင်ပါတယ်နော်။နောက်တစ်ချက်ကကိုယ်လေးချိန်ထိမ့်ညိပေးတာပါ။မိုးမခပင်ရဲ့နောက်ထပ်အာနိသင်တစ်ခုကတော့အစီကျစေဖို့ထောက်ကူပေးတာပါ။ဒီလိုထောက်ကူပေးတာကကိုယ်လေးချိန်ကိုကျဆင်းနိုင်တယ်လို့အဝါလွန်နာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်နော်။ကြောင်ကြစီနိုင်တယ်လို့ကိုတွင်းဇီဝကံမှာဖြစ်စဉ်ကောင်းမွန်စေဖို့လည်းအထောက်အကူပေးနိုင်ပါတယ်နော် ောက်တစ်ချက်ကခေါင်းကိုက်တာကိုတက်တာစီတာပါမမခပင်ရဲ့အခောက်ကခေါင်းကိုက်တာကိုတက်တာစီနိုင်တယ်လို့မျိုးခြေကုံလက်ပန်းကြတာစိုးရင်စိတ်များတာတွေကိုလည်းတက်တာစီနိုင်ပါတယ်ရှင်။တင်းမြင်မျိုးစွမ်းဆောင်ရည်ကောင်းမှုစီဖို့လည်းအထောက်ကူပေးနိုင်ပါတယ်။ဘာတွေသတိပြုရမလဲဆိုရင်တော့မမခပင်ကကျန်းမာရေးအတွက်ထောက်ကူပြုတာမှန်ပေမဲ့သွေးယောဂါရှိနေတဲ့သူတွေ၊ကြောက်ကရောဂါရှိနေသူတွေမှာတော့ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ အစာချေစနစ်ကိုထိခိုက်နိုင်တယ်လို့အရေးပြားမှာရာရနာမျိုးကိုလည်းဖြစ်စေနိုင်ပါတယ်ရှင်။ဘသူတွေအသုံးမပြုသင့်ဘူးလဲဆိုရင်တော့မိုးမခပင်ကစမ်းမရင်းနဲ့ညီညွတ်တယ်ဆိုပေမဲ့သွေးယောဂါရှိသူတွေ၊ကြောက်ကပ်ယောဂါခံစားနေရသူတွေ၊စီးချိုယောဂါခံစားနေရသူတွေ၊အက်စပရင်နဲ့ဓာတ်မတည့်သူတွေ၊အစာရင်အနာရှိသူတွေ၊စီးချိုယောဂါရှိသူတွေ၊ခေါက်ယောဂါရှိသူတွေ၊အသေးယောဂါရှိသူတွေ မကြခင်ကခွဲစိတ်မှုခံယူထားသူတွေကတော့မိုးမခပင်ကိုအသုံးမပြုသင့်ပါဘူးเนาะမိုးမခပင်နဲ့ပတ်သက်ပြီးကောင်းချိုးဆိုးချိုးတွေကိုဆက်လက်လေ့လာဖို့လိုပါသေးတယ်เนาะတဘာဝဈေးပတ်ဝင် ဆိုပေမဲ့ဓာတုဗေဒနည်းအရာတန့်စင်နာခြင်းမရှိရင်တော့ခန္ဓာကိုယ်အတွက်အစိတ်အောက်ဖြစ်တာကိုတော့သတိပြုဖို့လိုပါတယ်ရှင်မိုးမခပင်ကဒီလိုလဲဈေးပတ်ဝင်มาသေးတယ်เนาะအယောင်ကြသေးတယ်အပြားကြသေးတယ်ကိုယ်ခံအားကောင်းသေးတယ်ခေါင်းကိုက်တက်တာသေးတယ် စက်သားတွေပြေရောစီတယ်။ကိုအလေးချိန်ထိမ့်ပေးတာတို့ကိုဖြစ်စေတယ်လို့ပြောကြရင်းနေပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။အားလုံးပဲနေကောင်းကြပါစီရှင်။